မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်141ရပ်ကွက်အုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမက်လ၈ရက်နေ့ည၁၀:၁၀မိနစ်အချိန်မှာရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်၁၄၁ရပ်ကွက်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရပ်ကွက်ကရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါများကပြည်သူများကိုအမြဲတမ်းအနိုင်ကျင့်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဇိုးအုပ်ကြီးနဲ့သူ့ရဲ့တပည့်ဇိုးတွေတိတ်ဆုံးထိခိုက်မှုကတော့တေချာတလောက်ပါပဲ။နောက်ထပ်ပြစ်မှတ်ကြီးတွေကိုလည်းအကြမ်းဖက်စစ်အာဏာရှင်မပြုံမချင်းကိုဆက်လက်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ပါတယ်လို့ရန်ကုန်အာမေ YA ကတာဝန်ရှိသူကပြောဆိုထားပါ ါတယ်။ဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်ပြာ၄၀တဲ့ရက်ကွယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုရုံးကိုပြစ်ခတ်တိုက်ခိုက်တဲ့စစ်စင်ရေးကိုရန်ကုန်အာမီ 1A အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်နဲ့ရေပြည်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်နှစ်ခုကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့နေ့လယ်7နာရီခန့်မှာဒဝယ်မြို့နယ်မောင်မရှောင်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဟာလီခွေစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ မိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားတအုပ်တေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီနေ့ညနေ4နာရီခန့်မှာလဲရေပြူမြုပ်အဝင်တရားထိတ်မှာရှိတယ်။အကြမ်းမစစ်တပ်ရဲ့စစ်စေးဂိတ်ကိုလဲတော်လိုင်းတပ်ဖွဲ့များကအလင်းငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ရာ10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့ပစ်ခတ်မှုအတွင်းမှာအကြမ်းမစစ်ကောင်စီတပ်သား4ဦးတေဆုံးကတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးလက်နက်တွေတင်စီရမိတာတော့မရှိပါဘူးကျွန်တော်တို့တော်လိုင်းရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဒုရကစစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတိုက်ခတ်မှုများကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းရဲ့ဦးဆောင်မှုနဲ့အတူရေးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF အဖွဲ့တို့ကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးအရှိန်ဟုန်ကိုတုံးပြန်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြရတဲ့ အမှန်တရားဘက်ကိုယက်တီခြင်းနဲ့စစ်ကောင်စီတပ်ကစစ်သားများရဲများပြည်သူရင်ခွင်ကိုခေလုံပြီးတော့အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းမင်းလာမြို့နယ်မှာစစ်မှုထမ်းခြေပေးဆောင်ခြင်းမရှိတဲ့ပြည်သူများနဲ့လူငယ်များကိုစစ်တပ်ခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးခိုင်းနေတဲ့ယာအိမ်မှုတပ်နိုင်စိုးကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာရှိရဲ့နေ့မနက်7:45မိနစ်လောက်မှာမင်းလာမြို့နယ်မြတ်ထမင်းရွာယာအိမ်မှုအငယ်လေးခေါ်တပ်နိုင်စိုးကို၎င်းရဲ့နေအိမ်အတွင်းမှာတာယာဝတိခရိုင်တရဲ383နှစ်တက်ခွဲ3တက်ခွဲနဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းပြီးတော့ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဦးကောင်းကို တနတ်နဲ့သုံးချက်ထိမှန်ပြီးတော့တည်ဆုံးသွားတယ်လို့သိရပါတယ်။တည်ဆုံးသွားတဲ့ယာယီမှုအငယ်လေးခေါ်တတ်နိုင်စုဟာစစ်မှုထမ်းကြေးဆိုပြီးတော့စည်ရဲနွမ်းပါတဲ့ပြည်သူများထံကနေပြီးတော့ငွေချင်းများကိုအတင်းကျပ်ကောက်ခံပြီးပတ်စံမပေးနိုင်တဲ့သူတွေကိုအကြမ်းဖက်စစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းခြင်းအကြမ်းဖက်စစ်တပ်ထံကိုမမှန်သတင်းတွေပေးပြီးတော့ပြည်သူများကိုဖမ်းဆီးခိုင်းခြင်းတော်လိုင်းတပ်ဖွဲ့များကိုဂရုမစိုက်ဘူးဆိုပြီးစိန်ခေါ်နေတဲ့အထက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကမနေ့ဆက်နှစ်နာရီလောက်မှာယာယီမှုအငယ်လေးကို သူ့အိမ်ထဲကိုဝင်ပြီးတော့တနတ်နဲ့သုံးချက်ခေါင်းတဲတဲကိုပြစ်ခတ်ရှင်းလင်းလိုက်ပါတယ်ဒီကောင်ကပြည်သူတွေကိုစစ်မှုထမ်းခြင်းကောက်တာမပေးလို့ဆိုပြီးတော့စစ်ခွေးတွေခေါ်ပြီးတော့ပေါ်တာဆွဲတယ်ဒီလိုပေါ်တာဆွဲလို့ရွာကလူတွေမှလည်းပြေးရလွှားရနဲ့အလုံမလုံရတော့ထမင်းတော်ငတ်တဲ့အထိဖြစ်ရတယ် ်သူအခုလိုလုပ်နေတာကို PDF တေစီကိုတိုင်တယ်လို့သတင်းကြလို့ဘယ် PDF ကိုမှ view မဆိုင်ဘူးကြိုက်တဲ့ PDF လာခဲ့ဆိုပြီးတော့စိန်ခေါ်နေတာလို့တာယာဝတီခံ PDF ကတာဝန်ရှိသူကပြောပြထားပါတယ်ဆက်လက်ပြီးတော့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့အများကိုဒုက္ခပေးနေတယ်အကြမ်းဖက်စစ်တပ်နဲ့စစ်တပ်ထောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတော်လာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်တာယာဝတီခံတိုင်ရင်၃၈၃၂တက်ခွဲ၃ကသတိပေးပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ကလေးဖိုးကလေးချေးွာအနီးတဝိုက်မှာမက်စလာဒုတိယပတ်အထိ KNL တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကစပြီးတော့ကလေးဖိုးကလေးချင်းရွာမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ပူလူတူတပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာခုနှစ်ဦးဆောင်တဲ့တော်လိုင်းပူပေါင်းအဖွဲ့ကစတင်တိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲတွေဟာမက်စလာ၈ရက်နေ့အထိပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ KNL တော်လိုင်းပူပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်အပေါ် drone တွေနဲ့ဘုံကျဲချတိုက်ခတ်ခဲ့တယ်လို့စစ်ကောင်စီတပ်ဘက်ကလည်းလေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့ပြီးတော့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ထိုင်းစစ်တပ်ကနယ်စပ်ကိုစောင့်ကြည့်နေရာယူပြီးတော့လုံခြုံရေးတွေတိုးချထားတယ်လို့ဆိုပါတယ်။လိုင်းပွဲမျိုးနဲ့ထိုင်းမြန်မာနယ်စပ်ကလေးဖိုးကလိုးရွာအနီးပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့စစ်ရေးပြင်းထန်မှုတွေကြောင့်ကလေးဖိုးကလိုးရွာအပါအဝင်ကျေးရွာ300ထက်မနည်းကဒေသခံပြည်သူ900ဝန်းကျင်ဟာထိုင်းနိုင်ငံဘက်ချမ်းတပ်ခရိုင် ထဆောက်ရန်မြို့နယ်တဲကိုဖြတ်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။ဖြတ်ပြေးတင်းရှောင်လာတဲ့ဒေသခံပြည်သူစစ်ဘေးရှောင်900ဝန်းကျင်ကိုထိုင်းလုံခြုံရေးအဖွဲ့တွေကစောင့်ချက်ထားပြီးတော့လူသားချင်းစာနာမှုအကူအညီတွေကိုပေးအပ်ထားတယ်လို့ထိုင်းစစ်တပ်အရာရှိတအုပ်ကထုတ်ဖော်ပြောဆိုထားပါဗျ။တမဟာခွနဲ့နယ်မြေမှာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကတည်းကစစ်ကောင်စီတပ်နဲ့ KNL KNDO ပူးပေါင်းအဖွဲ့တွေကြားမှာနှစ်ဖက်စီရင်တင်းမာခဲ့တာဖြစ်ပြီးတော့ဗဟိုဌာနချုပ်ဟောင်းမန်နယ်ပလောကို KNU ကပြန်လည်သိမ့်ပိုင်ရရှိနိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်ကလည်းတမဟာခွနဲ့နယ်မြေတွေက KNU ဗဟိုဌာနချုပ်ကိုဒရုန်းနဲ့လာရောက်ပြီးတော့ဘုံကျဲခဲ့တာတွေရှိခဲ့ပါတယ် ် KNU ဗဟုဌာနချုပ်ထဲကိုစစ်ကောင်စီတပ်ရဲ့ drone နဲ့ပုံကျဲမှုကြောင့်အရဲသားချုပ်ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့သလိုအခုနှစ်2025ခုနှစ်အစောပိုင်းမှာတပ်မဟာခုနှစ်နယ်မြေတဲကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို KNL ပူပေါင်းအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကအထိနာသွားခဲ့သေးတယ်လို့သိရပါတယ်။လိုင်းပွဲမြို့နယ်ထိုင်းနယ်စပ်နာ လက်တလောဖြစ်ပွားနေတဲ့ဆေးရဲအခြေအနေတွေကြောင့်ဒေသခံစစ်ဘေးရှောင်ပြည်သူတွေဟာနေရက်ကိုမပြန်ရဲသေးသလိုစစ်ကောင်စီတပ်ကလေကြောင်းကနေလာရောက်ဘုံကျဲခဲ့တာတွေကြောင့်ဒေသခံတွေဟာကြောက်ရွံ့ထိတ်လန့်ပြီးတော့ဘုံကိုကျင်းထဲမှာပုံအောင်နေထိုင်နေရတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားပြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့စစ်ရဲနိုင်ငံရေးသတင်းများကိုအစီအမဲတမ်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဗဒောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားများငတ်ပြတ်နေတဲ့အတွာအုတ်ရှိပေမျိုးပြည်တော်သားရက်ကွက်အုတ်ချုပ်ရေမှုအောင်ကိုကပြည်သူများကိုထမင်းဟင်းများအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးတော့စစ်တပ်ထဲကိုပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗဒောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီတပ်ကစစ်သားများဟာဘူးဒီဘက်နဲ့ငနီတူ၃ကောင်သာစားနေရတယ်ဆိုပြီးတော့အုတ်ရှိပေမျိုးပြည်တော်သားရက်ကွက်အုတ်ချုပ်ရေမှုအောင်ကိုက ရက်ကွက်အတွင်းမှာရှိတဲ့ပြည်သူများကိုဖမင်းဟဲများအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးတော့အကြမ်းဖက်စစ်တပ်ထဲကိုပို့ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပြည်တော်သားရက်ကွက်အတွင်းမှာရှိတဲ့ပြည်သူများဟာအုတ်ချုပ်ရေးမှုအောင်ကိုရဲ့အတင်းအဓမ္မစေခိုင်းမှုကြောင့်သာဓမင်းဟင်းများကိုအလဲကြအချက်ပြုတ်ပေးနေရတယ်လို့သိရပါတယ်။အဲ့ဒီချက်ပြုတ်ထားတဲ့ဓမင်းဟင်းများကိုအောင်ကိုကအုတ်ချုပ်ရေးမှုရုံးကိုလာရောက်ပြီးတော့ပို့ဆောင်ခိုင်းနေတယ်လို့သိရပါတယ်။ညောင်ကျိုးတိုက်ပွဲမှာစစ်ခွေးတွေကငတ်ပြတ်နေလို့ပြည်တော်သားအုတ်ချုပ်ရေးမှုဦးအောင်ကိုက စိတ်ခွဲတဲ့ဘူဒီဘက်နဲ့ငဏီတူသုံးကောင်ပဲစားနေရလို့တနာလိုတဲ့စိတ်မကောင်းလို့ဆိုပြီးတော့ရက်ကွက်နေပြည်သူတွေကိုစရင်းစရာနဲ့လမ်းအလိုက်အလဲကျချက်ပြုတ်ခိုင်းနေတာလို့ဒေတာတွင်သတင်းအေးမီကပြန်လည်ပြောပြထားပါတယ်။ဘကိုးရုံမှနဲ့ညောင်ချိုးမှဖြစ်ပွားနေတယ်။အေးနဲ့အကြမ်းမဲ့စစ်တပ်ရဲ့တိုက်ပွဲများဟာအလွန်ပြင်းထန်နေပြီးတော့အကြမ်းမဲ့စစ်တပ်ဘက်ကထိခိုက်တေဆုံးမှုတွေများပြားနေတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားများဟာလည်းစိတ်ဓာတ်များကြဆင်းနေပြီးတော့ထွက်ပြေးသူများနဲ့အမိန့်နာခံခြင်းမရှိဘဲနဲ့နောက်တန်းကိုပြန်လာတဲ့သူတွေများပြားနေတယ်လို့သိရပါတယ်။အခုလိုမျိုးစစ်တပ် ဘက်ကအထိနာနေတဲ့အတွက်ကြောင့်အုတ်ချုပ်ပင်မျိုးကအုတ်ချုပ်ရဲမှုများ၊ရာအိမ်မှုများနဲ့ပြည်သူများကစစ်တပ်ကိုထောက်ခံအားပေးတဲ့ပုံစံမျိုးဖြစ်စေရန်အတွက်ရက်ကွက်အလိုက်ထမင်းလုပ်များစီစဉ်ခြင်းအကြမ်းဖက်စစ်တပ်ထောက်တိုင်များနဲ့လောင်ကစားသမားများကိုလည်းအကြမ်းဖက်စစ်သားများကိုလှူဒန်းဖို့ဆိုပြီးတော့ရေတံဘူးများအချို့ရေဘူးများငနီတူကြောင့်မပီထောင်းဘူးကိုရွက်နဲ့ခေါဆွဲကြောင့်များကိုအလူခံနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းထိကြိုင်မြို့နယ်ကွင်းကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကပေါင်900ဘုံများချဲချတိုက်ခတ်ခဲ့ရာ ဘုံထိမှန်တဲ့ကျွဲတကောင်ဟာလွင့်ဆင်သွားပြီးတော့တစ်ပင်ပေါ်မှာတက်ချိတ်ပြီးတေဆုံးနေပြီးလူထိခိုက်မှုတော့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလ၈ရက်နေ့ညနေ9:00နာရီအချိန်မှာအကြမ်းမဲ့စစ်တပ်ကထိကြိုင်မြို့နယ်ကွင်းကြီးကျေးရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်900ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။ဘုံကြရောက်တဲ့နေရာမှာကျေးရွာအပြင်မှာဖြစ်ပြီးတော့လူတအုပ်ထိခိုက်ခဲ့တယ်လို့သိရပါတယ်။ကျွဲတကောင်ကတော့ဘုံစားထိမှန်လွင့်ဆင်သွားပြီးတစ်ပင်ပေါ်မှာတက်ချိတ်ပြီးတော့တေဆုံးနေတာကိုတွေ့ရပါတယ်။အဲ့ဒီဘုံပောက်ကွဲမှုကြောင့်ကျေးရွာအပြင်ဘက်မှာ မြေချင်းကြီးများဖြစ်နေတာကိုလည်းတွေ့ရပါတယ်ကျွန်တော်တို့ရွာထိပ်ကကုတ်ကုတ်ပင်အနီးလမ်းစုံကိုဘုံတလုံးချတယ်အဲ့ဒီလိုချလို့73စီဆိုင်တဆိုင်မီးလောင်သွားတယ်ကျွဲသုံးကောင်တေးတယ်နောက်ထပ်တလုံးကကျွန်တော်တို့ကွင်းကြီးရွာနဲ့ပေါက်ကုန်းရွာကြားမှာရှိတဲ့စိုက်ပျိုးရေးစင်တာအနီးလေကွင်းထဲကိုကျဲချသွားတာ ဘုံကျဲချသွားတဲ့နေရာတွေမှာကျင်းအကြီးကြီးတွေဖြစ်ကုန်နေရွာထဲကိုချမသွားတာကန်ကောင်းသွားတယ်လို့ကွင်းကြီးကြီးရွာသားကပြောပြထားပါလေလေရင်နဲ့ဘုံကျဲခံရတဲ့နေရာအနီးမှာရှိတဲ့ကွင်းကြီးရွာဟာအိမ်ကြီး200ရှိတဲ့ကျေးရွာဖြစ်ပြီးတော့စစ်တပ်ရဲ့ဘုံကျဲချမှုကြောင့်ဒေသခံပြည်သူအများစုဟာနေရက်ကိုစွန့်ခွာနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ